အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒီ NATO event နဲ့ Sasuke skin ကိုဝယ်တင်လာမဝယ်တင်လာဆိုတာကိုကျွန်တော် review လုပ်တော့ပြန်မှာဖြစ်ပါတယ် Okay ဒါဆိုရင်ကျွန်တော် intro animation လေးနဲ့စလိုက်မယ်အဲ့တော့ intro animation ကတော့ကျွန်တော်ဒီစူဆာနိုထုတ်တဲ့ပုံစံပေါ့နော်ဒီမှာ Sharingan နဲ့ Mangekyo Sharingan ကို Sharingan ကိုပြောင်းသွားတယ်ပြီးတော့သူရဲ့စူဆာနိုပုံစံကကျွန်တော်ဒီ4 great ninja ဝါမစားခင်ပေါ့နော်အစီအဝေးမှာဒီ Sasuke ကထုတ်တုံးခဲ့တဲ့စူဆာနိုရဲ့ပုံစံသူအဲ့ချိန်မှာပွင့်သွားတဲ့ပုံစံပေါ့ဗျာအဲ့ပုံစံကိုတုံးထားပေးရယ် ပြီးတော့ဒီ skin ရဲ့ background ကြတော့ဒီ konoha ရွာရဲ့ပုံစံကိုလှုပ်ထားပေးရယ်ဒီနောက်မှဆိုလည်းဒီ hokage ရဲ့ရုပ်ထုတွေကိုတွေ့ရမယ်ပေါ့နော်ပြောရရင်တော့ဒီ Sasuke အတွက်ဆိုရင်တော့တခြား design တွေလှုပ်ထားပေးတင်တယ်လို့ထင်တာပဲအဲဥပမာနောက်မှပြင်လေပြင်နဲ့အဲ့ဒီသူရဲ့ legendary moment တခုရှိရယ်ဗျာအဲ့ဟာကို background အနေနဲ့တုံးထားပေးရင်တော့ဆောင်ရွက်မိုက်တော့မှာဒါမဲ့လေအကုန်လုံးပုံစံတူလှုပ်ထားပေးရယ်ပေါ့နော်ရပါတယ်အဆင်ပြေပါတယ်ဒါကတော့ okay နောက်တစ်ခုကျတော့သူရဲ့ other animation ပေါ့နော် ဒီဟာကြတော့သူက mangin q sharing gun ကိုထုတ်တုံလိုက်တယ်ပြီးတော့ aura effect အကြီးပေါ်လာပါတော့ပြောရရင်ကိုကကင်းကျစ်စုတယ်ရောက်သွားလို့မျိုးပုံစံနဲ့လှုပ်ထားပေးရယ်ကျွန်တော်ကတော့ edit item animation ကိုတော့တော်တော်လေးကိုကြိုက်တယ်အားရဖို့ကောင်းတယ် โอเคအဲဆိုရင်ကျွန်တော်ပထမဆုံးဒီ hero model ပုံစံကိုအရင်ကြည့်ရမယ် hero model ပုံစံကတော့ကျွန်တော်ဒီနာတို့ရှိဘူးတန်းနေရာပုံစံပဲလောကနည်းနည်းရွေးပြေးနေရတော့ဘာလို့လုံးဝမရှိဘူးတေချာလေးကိုလှုပ်ထားပေးရယ်နောက်တစ်ခုအဓိကပြောချင်တာကတော့ဒီပြေးတဲ့ပုံစံပေါ့နော်ဒါကဒီ sasuke skin မှာတော်တော်လေးကိုအဆင်ပြေတယ်ကျွန်တော်တို့ပေါ့နော်ဒီပုံမြန်သွားတဲ့လူပါခံစားရတယ်ပေါ့နော်ဒီ kakashi skin လိုမျိုးတော့မဟုတ်ဘူး kakashi skin မှာကြတော့ပြောရရင်ကျွန်တော်တို့မကြိုက်ဘူးပဲဒါပေမဲ့ဒီ sasuke skin မှာတော့ဒီပြေးတဲ့ဟာအဆင်ပြေတယ်အစီဝယ်လို့ရတယ်ဗျာ စိတ်ချတာဝင်လိုက်ဒါကြီးကတော့အဆင်ပြေတယ်နောက်တစ်ခုကျတော့ဒီ random action ကနှစ်ခုပါတယ်ပေါ့နော်အဲပြီးတဲ့အချိန်တစ်ခုပါတယ်ပြီးတော့ဒီလိုရက်နေအချိန်ကျရင်တစ်ခုပါတယ်ဒီရက်နေဟာတော့ဒီတိုင်းဓာတ်ဆွဲထုတ်လိုက်တယ်ပြီးတော့ဒီရန်ပြတယ်ပေါ့နော်အဲတို့အတန်ကတော့တော်တော်လေးကိုမိုက်တယ်။ဟုတ်ကဲ့ဒါတော့သူပြေးတဲ့အချိန်မှာထွက်လာတဲ့ animation ပေါ့နော်။အဲလှုပ်ထားတာတွေကတော်တော်လေးကိုအဆင်ပြေတယ်။အဲဒီ action တစ်ခုလုံးကတော်တော်လေးသူအထာကြတယ်ဗျာပြောရရင်တော့ဘာမှဟာကွက်မရှိဘူးဒီ skin model အနေနဲ့ပတ်သက်ရင်တော့ ောက်ထပ် action တစ်ခုကတော့ဒီ skin ဝင်ပါလာတဲ့ action သူကနှိပ်ပြီးတော့တုံရတယ်သူကဘယ်လိုပုံစံမျိုးလဲဆိုတော့ဒီ sign လုပ်ပြီးတော့ခြေလိုကြီးကိုထုတ်တယ်ပေါ့နော် Okay ဒီတခါတော့ဒီ skin ရဲ့ basic attack ကိုကြည့်ကြမယ်အဲ့တော့ဒီ basic attack အတွက်ရွေးထားတဲ့အကြောင်းကတော်တော်လေးကိုမိုက်တယ်ဒီခရမ်းရင်းရောင်မှာအနောက်က lightning effect လေးတွေပါလိုက်လာရောနော် ခုတ်ရင်တရားကြည့်ရင်တွေ့ရတယ်ဒီအနောက်မှာ lightning effect လေးတွေပါပါတယ်အဲ့တော့ခရမ်းရောင်နဲ့ဒီအပြာရင်းရောင်မှာပေါင်းဆက်ထားတဲ့ပုံစံပေါ့နော်ဒီမှာရန်တူကိုခုတ်တဲ့အချိန်မှာမတူညီတာတကူကဒီအတန်အပြောင်းသွားတယ်ပေါ့နော်ပို့ပြီးတော့အားရဖို့ကောင်းသွားတယ်အဲ့တော့ဒီမှာတရားကြည့်မယ်ဆိုရင်ဒီရန်တူပေါ်မှာပါဒီလို lightning effect လေးတွေပါပေါ်လာတယ်ပေါ့နော်ဒါတော့တော်တော်လေးကိုအားဆိုင်ထုတ်တာတော့တွေ့ရတယ်ဒီ basic အထက်မှာတင်သူကဟာကွက်ကိုတိတ်မရှိဘူးပေါ့နော်ပြီးတော့အကြီးဆုံး collapse skin ဆိုတော့လေအဲ့လောက်တော့ရှိမှာပေါ့နော် တော့ဟာကောမြူအတန်တွေကအစားဒီဘေးစစ်အထက်မှာတင်းတော်တော်အားရဖို့ကောင်းတယ်။ Okay ဒါဆိုရင်သူ့ရဲ့ skill 1ကိုအရင်ကြည့်ကြည့်မယ်။ skill 1ဒီထိတ်ဆုံးနှိပ်တဲ့ဟာပေါ့နော်။အဲ့တော့ skill 1 effect ကတော့ဒီထိတ်ဆုံးသူက form အရင်ပြင်လိုက်တယ်။ပြီးကြတော့ဒီရှေ့မှာက lightning effect လိုမျိုးလေးကိုအရင်စပြီးတော့ပေါ်လာတယ်ပေါ့နော်။ပြီးွားရင်ကိုရှေ့ရဲ့နေရာကနေပျောက်သွားတယ်။ဒီလိုမျိုး shadow clone ပျောက်တဲ့ပုံစံမျိုးနဲ့သူကပျောက်သွားတယ်။ ပြီးတော့ဒီခုတ်တဲ့အရာအနေထားမှကြာတော့သူကဒီခရမ်းရောင်မပါတော့ဘူးနော်လုံအောင်အပြောင်မှတီးတန့် lightning ပုံစံလေးကိုလှုပ်ထားပေးရယ်ပြောရရင်ဒီအရာဝါအစသူခိုတာမရှိဘူးနော်ဒီအရှိအရာတိုင်းတုံးလိုက်ရရယ်ဒါပေမဲ့လုံအောင် pure lightning style ကိုသူကလှုပ်ထားပေးရယ်ကျွန်တော်တို့ကတော့ဒီ scale 1နဲ့တူတော်တော်လေးကိုကြိုက်နေပြီ။ Okay ဒါဆိုရင် scale 2ကိုကြည့်ကြည့်မယ်။ scale 2ကျတော့ Sasuke လုံအောင်အပိုင်အကွယ်ဒီမီမုတ်တဲ့ဟာပေါ့နော်။ ဒါမှဒီငကားကောင်းနဲ့ကျောထင်တာအီတာချီနဲ့ခြားရဲချိန်မှာပါလာတဲ့ဒီမီမုတ်တဲ့ effect လို့တော့ထင်တာပဲဒီမှာကြည့်မယ်ဆိုရင် तू ကဒီ ground effect တွေမှာဒီအပေါ်မှာငကားရုပ်ကြွားပုံစံနဲ့လှုပ်ထားပေးရပါတော့ပြောရရင်ဒီအောက်မှာ effect layer တကူပြီးတော့အပေါ်မှာ layer နောက်တစ်ခုနဲ့လာထားတယ်ပေါ့နော်ပြီးတော့ပျောက်သွားတဲ့ပုံစံနဲ့လောကမီးတောက်ပုံစံနဲ့ထွက်တဲ့ပုံစံအစားတော်တော်လေးကိုမိုက်တယ် အဲ့တော့ဒီ scale 2ကလည်းကျွန်တော်ကြိုက်တယ်။ဟုတ်ကဲ့ဒါဆိုရင်သူရဲ့ scale 3ကိုတစ်ချက်ကြည့်ကြည့်မယ်။အဲ့တော့ဒီ scale effect ဆက်စပ်ချိန်မှာမြေပြင်ကနေ ground ကွဲတဲ့ effect တစ်ခုထွက်လာတယ်။အနောက်မှာကျတော့ဒီ ether ချီနဲ့ခြားတဲ့ချိန်မှာတုံခဲ့တဲ့ဒီ layer စစ်နဂါကိုဆင့်ခေါ်လိုက်တယ်။ပြီးတော့ဒီ ground တစ်လျှောက်ကိုဒီ layer စစ်နဂါဝင်တိုက်တယ်ပေါ့နော်။ပြီးတော့ဆာစကေကိုတိုင်ကလည်းဒီအနောက်ဘက်ကိုဝင်ဆောက်ပြီးတော့သွားလိုက်တဲ့ပုံစံပေါ့နော်။ ဒီမှာကြည့်မယ်ဆိုရင်ဒီနဂါကမြေကြီးကိုပုတ်တိုက်ပြီးသွားဖြစ်တဲ့အတွက်ဒီလိုမီအဖက်လေးတွေပါပါလာတယ်ပြီးတော့သူ့ဘေးမှာလည်းဒီလိုလေးစတိုင်အဖက်လေးတွေကိုပါဝန်းရင်ပေးထားတယ်ဒါလေးကလည်းတော်တော်အသေးစိတ်ကြားတယ်လို့ပါပြောလို့ရတယ်ပေါ့နော် animation ရဲ့အစုံမှာတော့ဒီ Sasuke ကိုတိုင်ရောသူထုတ်ထားတဲ့ဒီလျက်စစ်နဂါကအနောက်ကိုခုံဝါတဲ့ပုံစံပေါ့နော်အထာလေးကြားလို့အရန်လဲမိုက်တယ်ဒီ Skate Tree ကတော့ဘလိုပြောရမလဲဒီ scale ကိုလှုပ်ထားပြီးရဲ့ပုံစံကလုံးဝစမှုဖြစ်ဖြစ်လေးကိုလှုပ်ထားပြီးရဲ့음ဘလိုပြောရမလဲညံ့ညောတယ်ပေါ့ဗျာ โอเคဒါတော့ဒီနှိပ်တုံလို့ရတဲ့ scale effect တွေကိုပြောပြတော့ပြောရတယ်အဲ့တော့ကျွန်တော်ဒီစုယူရဲဒီလိုဖြီးပြီးတော့တုံရတဲ့ scale effect တွေကိုကျွန်တော်ကြည့်ကြမယ်โอเคအဲ့တော့သူ့ရဲ့ဒီခုံရိုက်တဲ့ scale 1ပေါ့နော်အဲ့ဒါကိုအရင်ကြည့်ကြည့်မယ်အဲ့တော့ပထမဆုံးဒီစူဆာနိုဆင်းခေါ်တဲ့အချိန်မှာဒီဘီးမသူ့ရဲ့ဒီ violet မီတောက်လေးတွေကအစားပေါ်လာတယ်ပြီးတော့ဒီစူဆာနိုပေါ်လာတဲ့ animation ကလည်း smooth ဖြစ်တဲ့ထင်မှာပါတယ်လို့ပြောလို့ရတယ် အဲ့တော့ကျွန်တော် charging လုပ်ပြီးပါရင်တော့ဒီဝင်ထိုးတဲ့အပိုင်းပေါ့နော်အဲ့တော့ဒီဝင်ထိုးတဲ့အချိန်မှာလည်းဒီနောက်မှာကဒီလို black flame ကြီးတွေအကျန်ခဲ့တယ်ဒါကပြောရရင်ဒီ sample ပုံစံလေးတွေကိုတခြားလေးလုပ်ပြီးထားတယ်လို့တော့မြင်တယ်ပြောဒီလိုမျိုးထိုးနေတဲ့ဟာကြီးရတယ်လုံးဝအားရစရာကြီးပေါ့နော်အချောင်းရရှိရွယ်ရှိရွထွက်လာတာသူဓာိုင်းနဲ့ထိုးရယ်ပေါ့နော် What the fuck bro တော့ဒီဝင်ရိုက်တဲ့အပိုင်းပေါ့နော်ဒါကြီးကတော့တော်တော်မိုက်တယ်ဘာလို့လဲဆိုတော့ဒီဘာကိုပြေးမြင့်လဲဆိုတော့ကျွန်တော်ဒီကြောင်းဝဆရာမပြေးရိုက်တဲ့ပုံစံပေါ့နော်လောကအားရပါရည်အဲ့တော့ဒီမှာထွက်လာတဲ့ effect ကိုတစ်ချက်ကြည့်ကြည့်ဗျာဒီလောက်များတဲ့ effect ရှိအောင်မလားဒီမှာ ground effect တွေရယ်ပြီး flame effect ရယ်ပြီးအပေါ်ကချတဲ့ effect ပါပါသေးတယ်ဗျာအော်ဒီထက်များတဲ့ effect တော့ရှိမယ်မထင်ဘူးဒီ scale 1မှာပေါ့နော် okay နောက်တစ်ခုကျတော့ကျွန်တော်ဒီ beginner ပေါ်လာတဲ့ effect ပေါ့နော် ီဟာကကျွန်တော်ဖိတုံတဲ့ effect တွေမှာပဲပါတယ်အရှင်းမှာကျွန်တော်ပြခဲ့တဲ့ဒီ yoyo တုံးရတဲ့ skill တွေမှာတော့ဒီ effect ကပါမှာတော့မဟုတ်ဘူးအဲတော့ဒါကတော့ sonar form မှာဒီခုတ်တဲ့ effect ပေါ့နော်အဲတော့ဒီခုတ်တဲ့ဟာဒီထိုးတဲ့ဟာဆိုရင် lightning effect နဲ့ပြီးကြတော့ဒီလို bass ကို wide တဲ့ဟာကြတော့တခြားအရောင်ဖြစ်သွားပါဘူးနော်ခရမ်းရင်းရောင်ပုံစံကိုတုံးထားပေးရယ်โอเคဒီတခါကတော့ဒီ scale 2ပေါ့เนาะ2ရဲ့ scale 2ကတော့ဒီလို3ချက်ခုတ်တယ်ပေါ့เนาะ အဲ့တော့ဒီပထမဆုံးတစ်ချက်မှတည်းတော်တော်လေးကိုအားရဖို့ကောင်းတယ်ဒီမှာ effect ကြီးကိုတစ်ချက်ရှူခရမ်းတောက်တောက်လေးကိုမှဒီဘေးမှာ flame effect လေးရောထွက်လာတယ်ဒီအကွင်းရလုံးဝထင်းနေရပဲပေါ့နော်အဓိကပြောချင်တာကတော့အဲ့တော့ဒီမှာကြည့်မယ်ဆိုရင်ဒုတိယတစ်ချက်ပထမတစ်ချက်ထက်အောင်ပိုပြီးတော့ထင်းနေတယ်ပေါ့နော်အယောင်အနေထားအရအင်းဟွန်းပြော့ဒီပျောက်သွားတဲ့အချိန်မှာလည်းသူက flame effect လေးရောပါတယ် oh my god ဒါရတတိယတစ်ချက် တစ်ချက်ရှူလိုက်ဗျာဆော်ရဲမိုက်တယ်ဟိုတတိယချက်လက်နှစ်ချောင်းနဲ့ဖုံးဆိုပြီးတော့ဒီထက် leanness skin ရှိအောင်မလားဗောနော်အရင်မိုက်တယ်သူတုံးထားတဲ့အရာကကျွန်တော်ထင်ဘယ်လိုပြောရမလဲဒီအမဲနဲ့ဒီ violet ကိုမှ lean နဲ့ဖက်ကိုတုံးထားတော့ကျွန်တော်အာကာသအဲ့လို vibe မျိုးရတယ်ဒါတော့နောက်တူရဲ့အရာမှန်တယ်ဒါပေမဲ့ဒီအာကာသအဲ့လို space ထဲမှာတုံးတဲ့အရာမျိုးရတယ်ဗျာလုံးဝမိုက်တယ် တော့ဒီခုတ်ပြီးွားတဲ့အချိန်မှာဒီအောက်မှာ black shadow flame နီးတွေအကြံခဲ့တယ်ဒါသူ့ကိုအီတာချီတုံးခဲ့တဲ့ဒီ manging queue sharing gun မှာဒီ black flame နီးပေါ့နော် okay အဲ့တော့ဒီ suyu skin ရဲ့အဓိကဖြစ်တဲ့ဒီ scale 2မှာတုံးထားတဲ့ effect တွေကိုတော့ကျွန်တော်တော်တော်လေးကိုအားရမိရယ် okay ဒါကတော့ဒီ scale 2တုံးပြီးွားတဲ့အချိန်မှာခုတ်တဲ့ animation ပေါ့နော်ဟိုအရှိမှာတော့လိုမျိုးတော့ဒီ lightning ထိုးတဲ့ဟာတော့မပါဘူးဒါပေမဲ့သူ့အနေနဲ့သူတော့ fine နေအဲအေးပေါ့ဒါကတော့ scale 2ကြတယ်ဒီခုတ်တဲ့ပုံစံဆိုတော့ဒီခုတ်တဲ့ဟာလည်းခုတ်တဲ့ပုံစံပဲပေါ့နော် โอเคအဲ့တော့နောက်ဆုံး scale 2ပဲကျန်တယ်ဒါကတော့များပြစ်တဲ့ဟာပေါ့နော်အဲ့တော့ကျွန်တော်တစ်ချက်ကြည့်ကြည့်မယ်အဲ့တော့ဒီ scale ရဲ့၄တင်းနေတဲ့အချိန်မှာဒီထိတ်မှာပေါ့နော်ဒါကြတော့ပြောရရင်ကျွန်တော်ဒီလိုမျိုး energy စူးနေတဲ့သဘောမျိုးပေါ့เนาะအဲ့တော့ဒီမှာကလည်းဒီ purple ကမှ light ဖြစ်တဲ့ဘက်ကိုတုံးထားပေးရယ် โอเคအဲ့တော့ဒီပြစ်လိုက်တဲ့အချိန်မှာကျတော့ဒီများထိတ်ကြီးရဲ့အလင်းကလည်းအားရစရာကြီးပြီးတော့အနောက်မှာလည်းကျွန်တော်ဒီထုံးစံတိုင်းပဲ black flame လို့မျိုးဒီခါတော့ purple ဖက်ကိုရောက်တဲ့ flame လေးတွေကိုအစားထိုးတာပြီးရယ်โอเคအဲ့တော့ဒီပြစ်လိုက်တဲ့အချိန်မှာဒီသူပြစ်လိုက်တဲ့များကြီးကတော်တော်လေးကိုအားရဖို့ကောင်းတယ်ဒီနောက်မှာလည်း black flame လေးကဂျန်ခဲ့တယ်ဗောနော် โอเคဒါကတော့ဒီတတိယ form ရဲ့ခုတ်တဲ့ animation ပေါ့เนาะဒီမှာကျတော့သူ့ပုံစံကဘယ်လိုပြောရမလဲ black flame ကြီးကပုံများတယ်အဲတော့ဒီ form ၃ခုလုံးရဲ့ဒီခုတ်တဲ့ animation ဒီ effect ပေါ့เนาะအဓိကတော့ဒီ flame effect တွေပါတွေကိုသူကပုံစံ၃မျိုးထိလောက်ထားပြီးရဲ့အဲတော့စဉ်းစားကြည့်လိုက်တော့ပေါ့เนาะဘယ်လောက်တန်လားမတန်လားဆိုတော့โอเคအဲတော့ဒီတစ်ခါတော့ဒီ Sasuke with Naruto recall ပေါ့เนาะအဲတော့ recall ထောက်ပြမယ်ချက်ရှိုးတစ်ချက်ရှိုးသွားမိုက်တယ်ဗျာဒါကြီးอืมအဲတော့ပြန်ရောက်တဲ့ဒီအောက်ကဘီနာအဲ့လို ဖုန်းဆိုပြီးပေါ်လာတဲ့ animation လေးကိုတော်တော်လေးတို့သဘောကျတယ်။အဲတော့ကျွန်တော်ထပ်ပြီးတော့ထောက်ရမယ်။တစ်ချက်ကြီးကြီးပေါ့နော်။ဒီဘေးနာကနေပြီးတော့ပြန်ရောက်တဲ့အချိန်မှာထွက်လာတဲ့ဒီဖုန်းဖက်လေးဗျာ။သူများရဲ့တော်တော်များချင်ပါများကျွန်တော်တို့ကြဆောင်းကြိုက်တယ်အဲ့လိုအဖက်လေးပေါ်လာတော့ Okay Okay အဲ့တော့ဒါကတော့ကျွန်တော်ရဲ့ဒီ Sasuke skin ဝယ်တင်လားမဝယ်တင်လားဆိုတဲ့ဒီ review လေးဖြစ်ပါတယ်။အဲ့တော့ဝယ်တင်လားမဝယ်တင်လားပြောရရင်တော့ ဝယ်တင်ပါတယ်။ဒါပေမဲ့တကူရှိတာဒီဆူးယူလုံးဝမစော့ရင်တော့မဝယ်နဲ့ပေါ့နော်။ပြောရရင်တော့စော့မတော့ဝယ်။အဲတော့ဆူးယူတွေပါရယ်စော့ရဲပလီယာဆိုရင်တော့လုံးဝဝယ်တင်နေတယ်မှာပါရယ်။ပြော်ဒီစကီနေကပြန်လာဖို့ဆိုတာခက်လိမ့်မယ်။ဘာလို့လဲဆိုတော့အကြီးဆုံး collab ဖြစ်တယ်။ပြီးတော့မူတွန်းကနေပြီးတော့အဲ့လိုမျိုးဒီလို collab တွေထုတ်ဖို့ဆိုရင်သူက license ပြန်ယူရတယ်ပေါ့နော်။အဲတော့ဒီတစ်ခါလာပြီးွားရင်နောက်ထပ်လိုက်စရာဘယ်တော့မှထပ်ပြီးတော့ရမလဲ။သူတို့ဘယ်ချိန်မှထပ်ထုတ်မလဲဆိုတာမတိချဘူး။ တော့ suyu sore ဆိုရင်ဝယ်ထားပါပြီးတော့ပြီးတော့ဒီတစ်ခါလာတဲ့ skin တွေကပြောရ hero တွေကအစားသူ့အတွက်ရည်ရွယ်ပြီးထုတ်ထားတာဖြစ်တဲ့အတွက်နည်းနည်းပြန်လာဖို့ကတော့ကြာလိမ့်မယ်အဲ့တော့ကြိုက်တယ်ဆိုရင်တော့ယူထားဖို့ပဲပြောချင်ပါတယ် okay အဲ့တော့ကျွန်တော်ရဲ့ဒီ Sasuke review video လေးကတော့ဒီလောက်ပါပဲအားလုံးလည်းကြိုင်နေတက်ကြမယ်လို့လည်းထင်ပါတယ်အကယ်၍ကြိုင်နေတက်တဲ့ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ဖို့မမေ့ပါနဲ့哦 okay အဲ့ဒါဆိုရင်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် see you guys ပြီးတော့ stay safe